အခုတလောလူမှုကွန်ရက်ဆာမျက်နှာတွေပေါ်မှာရိုးရာလဝေပြည့်သက်တွေကြားအများစုပြောဆိုရေးသားနေကြတဲ့အလဲရိုးစနစ်နဲ့အမှတ်ပေးစနစ်ဘယ်စနစ်ကပိုကောင်းတယ်ဘယ်စနစ်ကမကောင်းဘူးဆိုတာတွေကိုကြဲကြဲလောင်လောင်အပြန်အလှန်ညှင်းကုန်နေကြတာတွေ့နေရပါတယ်။ဟိုတနေ့ကဆိုရင်ငါးကြည့်ထိုးပြီးအနိုင်ရှုံးမပေါ်ရင်တည်ရဆိုတဲ့ရိုးရာလဝေပွဲစစ်စစ်တွေကြည့်ရတော့မယ်ဆိုတော့ရိုးရာလဝေပွဲအတုတွေရှိနေပြီလားဘလို့လဲကိုတော်ကြောင်တော်ဖြစ်သွားပါတယ်။တကယ်မသိတာလားတိလျက်နဲ့တစ်ဖက်ကိုတိုက်ခိုက်ရပြီးရောဆိုပြီးရေးကြပြောကြတာလားဆိုတာ ဝေခွဲရခက်စီပါတယ်တကယ်တော့ရိုးရလဝင်းမှာတရေမရှိပါဘူးလလန်းမိတလို့ပြောရရင်ရိုးရလဝင်းရဲ့မူလအစဟာအောင်းလမ်းမှာပဲနှစ်လားကိုတချီတတ်မှတ်ပြီးသုံးကြီးပြီးဆုံးရင်ရေကုန်ရေကန်းပေါ်ဝါမကူရေမရှူစေပဲတူးနဲ့တူးလက်ပန်းကြောင်ရှင်ပြန်ရတဲ့အတွက်ဟိုးအရင်ကရိုးရလက်ပန်းပွဲကြီးလို့တော့အမိတက်ကြပါသေးတယ်ပြောရရင်တော့အရှိကြီးပါရိုးရအောင်းလမ်းပွဲတွေမှာဒိုင်းနှစ်ဦးသုံးလေးရှိပါတယ်ဒိုင်းဆိုတာကကစားသမားတွေရဲ့အတက်အအနေကိုကာကွယ်ဖို့အပြင်ကစားသမားနှစ်ဦးရှင်ပြိုင်နေရင်ထိခိုက်မိတာတွေကိုပြုစုကူတာပေးကြဖို့ပါ နောက်ကျောမြေကြရင်မြေကြရင်ဘက်နဲ့ကြရင်ရင်မြေကြဘေးမြေကြကြာချင်းသုံးပါးနဲ့ညီရင်မထိုးရမကန်ရပါဘူးဒါဟာလည်းလူသားဆန္ဒပါလဲကြသွားတဲ့သူကိုမတိုက်ခိုက်ဖို့တတ်မှတ်ထားတာပါနှုတ်ဦးရှင်ထိုးတတ်နေရင်လက်တားရင်မထိုးရပါဘူးဒိုင်ကလည်းတားပါတယ်ဟိုးရင်ခက်ကပစိုးကိုကရောင်းကြိုက်ပြီးထိုးကြရတော့ကရောင်းကြိုက်ပြုတ်သွားတဲ့သူကဆက်လက်ရှင်ပြိုင်ဖို့ခက်ခဲတဲ့အတွက်လက်ကပြပြီးတားဆီးတဲ့ဒလေပါပြီးတော့စပင်မဆွဲရဘူးပါမရရဘူးမျက်လုံးမနှိုက်ရဘူးမတော်ရနေရကိုမကန်ရမခတ်ရဘူးတတ်မှတ်ထားပါတယ် ဒါကလည်းအဓိကအဖြစ်ယောက်ျားလေးတွေလက်ရုံးရည်အပြုတ်ပြီးကစားကြတဲ့ပွဲဖြစ်လို့ယောက်ျားမဆန်တဲ့အပြုတ်မှုတွေမကျူးလွန်အောင်တားဆီးထားကြတာလို့လက်ဝဲသမားဟောင်းကြီးတွေကပြောပြမှုပါတယ်။အွန်လိုင်းမှာဆိုလဲပြင်စမအွန်လိုင်း၊စရုပ်တအွန်လိုင်း၊တတိယအွန်လိုင်း၊ဒုတိယအွန်လိုင်း၊ပထမအွန်လိုင်းရဲ့လို့ရှိကြပြီးအထူးအွန်လိုင်းဆိုပြီးတော့လည်းသတ်မှတ်ထားပါသေးတယ်။ရိုးရလက်ဝဲမှာတော့ပိုးရှိကလေးကရိုးရဒလေးတွေကနေကြာတော့စီကန်းတွေစနစ်တွေသတ်မှတ်လာကြတာပါ။ ။အကြောင်းတကားတာတရားတပုတ်ဆန်းဆိုသလိုဂျိုးရလက်ဝဲပွဲတောင်းဝင်ယူကျင်းပသူကစားသမားတွေတိုင်လို့တဲ့သူတွေကအသုံးပြလာတဲ့ဒလေတွေပါ။ကိုကပညာရှင်လည်းမဟုတ်သူတွေဒီလည်းမဟုတ်တော့ဘဲခက်ကလေးကကျင်သုံးလာကြတယ်ဆိုတာမျိုးတော့အတိအကျမပြောနိုင်ပါဘူး။အောင်လံမှာကြောက်ရှုံ၊ကွဲရှုံ၊တက်လုံရှုံအပြင်ကွဲရှုံမှာလည်းအတွင်းကွဲအပြင်ကွဲလို့သတ်မှတ်ထားပါတယ်။ကွဲရှုံမှာမျက်နှာပေါ်မှာအမာခံနေရာတွေလက်သီးတောင်ခေါင်းရိုက်ချက်တွေနဲ့ထိလို့ကွဲသွားတာကိုရည်ညွှန်းတာပါအတွင်းကွဲဆိုတာကမျက်နှာပေါ်မှာမဟုတ်ပဲဗစက်အတွင်း ှာခေါင်းသွေးယူကြပေမဲ့အကွဲကိုမျက်နှာပေါ်မဟုတ်လို့အရှုံးမဟုတ်ပါဘူး။ဟိုးအရင်အောင်လံထိုးတဲ့အချိန်ကလက်မှာပတ်တီးစီးတဲ့ဒလိလည်းမရှိသေးပါဘူး။ပတ်တီးစီးတဲ့ဒလိလည်းနောက်မှပေါ်တာပါ။အောင်လံမှတုံးကြည်သုံးလာပြည့်လို့အနိုင်ရှုံးရေကုန်ရေကန်ရှင်ပြိုင်ထိုးတဲ့ရင်ရှင်ပြိုင်သူနှစ်ဦးအနက်တဦးကဒူးတရောင်လက်သည်ခြေကန်ချက်တွေနဲ့လဲကျသွားရင်လေဒိုင်းနှဦးရှိတဲ့အထက်တဦးကလဲကျသွားတဲ့သူကိုကူညီဖေးမရပြီးနောက်တဦးကအလဲထိုးထားနိုင်တဲ့သူရဲ့လက်ကိုကင်မြောက်ပြီး စီဝိုင်းသို့မဟုတ်ကျိုးဝိုင်းအတွင်သုံးကလှည့်လည်ကပိအိတ်သက်ကိုအွန်လိုင်းရမဲ့သူအဖြစ်လှည့်လည်ပြသပါတယ်လှည့်လို့မှတစ်ဖက်လူပြန်ထပြီးမရှင်းပြိုင်နိုင်ရင်အရှုံးသတ်မှတ်ပါတယ်နိုင်တဲ့လူကလက်ကမောင်းခတ်ပြီးအွန်လိုင်းချောင်းကျွေးကြော်ကလက်ဝေးရေးပြကအွန်လိုင်းကိုချိုး၍ခါထိုး၍တော့၎င်းလဲမှာဆွဲ၍တော့၎င်းဟန်ရေးပြပါတယ်အွန်လိုင်းကနေအခြေစနစ်ပြောင်းပြစ်တာကလည်းတထုံကဆတယ်လို့ပြောရမှာပါအွန်လိုင်းပွဲတွေကိုဖျားပွဲအထိမ့်မှတ်ပွဲဖုံးပြန်စတဲ့ပွဲတွေမှာအွန်လိုင်းတွဲရင်အွန်လိုင်းထိုးမဲ့မောင်တွေက အောင်ပါလင်၌ပြီးလူအတွဲကတ်ကြရတာပါအောင်လံထိုးဖို့ဆုံးဖြတ်ပြီးမှတော့ကြီးတယ်ငယ်တယ်နှိမ့်တယ်မြင့်တယ်ရွေးချယ်권မရှိတော့ပါဘူးအောင်ပါလင်မဲလိုက်ကြရရှင်ပိုင်ကြရတာပါဒါကြောင့်လဲအကြီးအသေးမဆောင်ပြီးစေးမဆောင်ဆိုတဲ့စာချိုးတွေပေါ်လာကြတာပါရခိုင်ရိုးရလက်ဝဲအောင်လံပွဲတွေမှာပွဲတော်ကျင်းပတဲ့စီကားတဲ့အပေါ်မူတည်ပြီးအောင်လံပွဲတွေကို9ရက်3ရက်ချင်းချိန်တဲ့ကျင်းပကြပါတယ်တထုံမှာတော့ပထမတန်းလက်ဝဲကျော်တွေအများပြားရှိကြလို့ကြီးကျင်ပွဲကန်ထရိုက်ပွဲတွေမှာ လေးရောက်အောင်လံကိုတရက်တည်းပတ်လည်ထိုးပြီးပထမအောင်လံရယူတဲ့စနစ်ကျင့်သုံးကြပါတယ်။အဲဒီခေတ်ကတထုံမိုးကျိုးခေတ်လို့ပြောရမှာပါ။ပထမတန်းလက်ဝဲကျော်မိုးကျိုးပါရင်ပြည်သက်တွေကကြိုက်ပြီးလူဝင်များတော့တထုံမိုးကျိုးကိုအတိုင်ထားပြီးပွဲသွင်းလေးရှိကြပါတယ်။ပြည်ထနာကအဲဒီကစတာပါ။လေးဦးအောင်လံမှာတထုံမိုးကျိုးတထုံဘားနဲ့တထုံကိုကြီးတထုံတင်ရွှေတို့ကြာရင်အောင်ပါလေးနှိုက်ပြီးတဲ့အခါမှာကျန်တဲ့အတွဲကရေကုန်ရေကန်းလက်ပန်းကြတဲ့အထိမထိုးကြပဲတထုံမိုးကျိုးနဲ့ကြတဲ့သူကတော့ လက်ရည်တူနေလို့ကတော့ရေကုန်ရေကန်းအကျိတ်နဲ့လက်ကုံထိုးကရှင်ပိုင်လေးရှိပြီးအတော်ကလေးမနိုင်တော့မှအရှုံးပေးလေးရှိပါတယ်။ငိုကြိုးအနေနဲ့ရေကုန်ရေကန်းမရောက်ခင်နိုင်အောင်ထိုးနိုင်ပါမှဒါမှမဟုတ်အလဲထိုးနိုင်အကွဲထိုးနိုင်ပါမှမဟုတ်ရင်ရေကုန်ရေကန်းယုံနေရတော့နောက်ဖိုင်နယ်မှာအောင်လံလူးတဲ့အခါပိုဘက်ကအနာအဆာကင်းပြီးတက်လာတဲ့သူကိုအကျိတ်နဲ့ရှင်ပိုင်ထိုးတက်ရပါတယ်။ရခင်အောင်လံလေးဘွဲထိုးသုံးဘွဲကမိုးကြိုးအလံလိုဖြစ်နေရကနောက်ပိုင်းမှာအောင်လံရဖို့ခက်ခဲလာတော့စိတ်ထဲတင်ကမကင်းဖြစ်လာပြီး ောင်လံမထိုးတော့ပဲအနောက်တိုင်းကျေးစားလက်ဝဲပွဲတွေလိုအချီပွဲ ထိုးဖို့ဆရာထက်တန်လာကရန်ကုန်တက်လာတော့ပြီးကင်းပြန်ဆရာကြီးဥပုစိန်ကိုတိုင်ပင်ပါတော့တယ်တကယ်တော့အဲ့ဒီကိစ္စမအောင်မြင်ရင်သူ့အနေနဲ့အောင်လံထိုးဖို့စဉ်းစားလာတဲ့အထိဖြစ်နေပြီဆိုတာကိုဆရာဥပုစိန်ကိုပြောပြပါတယ်ပြီးကင်းပြန်ဆရာကြီးဥပုစိန်ကလည်းမိုးကျုပ်ခင်မှာတထုံမိုးကျုပ်ပါမှာလူဝင်လာမှုမိုးကျုပ်မထိုးဘူးဆိုရင်ရှေ့လျှောက်လောရကန်ရပွဲကျင်းပါဖို့ခတ်လာမှာပါဒါဆိုရင် အနောက်တိုင်းလက်ဝဲမှာဒိုယိုးကလက်ဝဲစနစ်ကိုလည်းနားလဲအနောက်တိုင်းလက်ဝဲစီမင်းစည်းကမ်းကိုလည်းနားလဲတဲ့ ဆရာကြားပါငိမ့်စီသွားပြီးအကူအညီတောင်းဖို့တိုင်ပင်ကြမယ်လို့ဆုံးဖြတ်ကာသွားကြပါတယ်။အဲ့ဒီအချိန်ကဆရာကြားပါငိမ့်ကသူ့ဝါသနာအတိုင်းရိုးရလက်ဝဲပွဲတွေကိုအကောင်းဆုံးဖြစ်အောင်ပါဝင်ကူညီနေတဲ့အချိန်ဖြစ်ပါတယ်။ဆရာကြားပါငိမ့်စီရောက်ပြီးအချိုးချောင်းပြောပြတော့ဆရာကြားကအေးငါလည်းအဲ့ဒီစနစ်ကိုပြောင်းကျင်နေတာကြာပြီမင်းတို့ရိုးရလက်ဝဲကမတောင်းဆိုသေးလို့အခုလိုတောင်းဆိုလာရင်ဒိုစနစ်တကျပြောင်းယူကြမယ်လို့ပြောပါတယ်။ဒါကြောင့်ဆရာကြားကဒါဆို3မိနစ်ထို3မိနစ်နာ ဘဏ္ဍကြီးမင်းထုံးနိုင်လဲလို့တထုံမိုးကျိုးကိုမေးပါတယ်။ကိုမိုးကျိုးကအဲ့လိုနာပြီးထိုးရမယ်ဆိုရင်အချီ20ထိုးနိုင်ပါတယ်လို့ပြောလိုက်ပါတယ်။အဲ့လောက်တော့မလုံးကြနဲ့3မိနစ်ထိုး3မိနစ်နာ15ကြီးဆိုမကောင်းဘူးလားဆိုတော့ဆရာဥပုသိန်းနဲ့မိုးကျိုးကကောင်းပါတယ်လို့အတည်ပြုလိုက်ကြပါတယ်။အကယ်၍ဒူးတရောင်လက်သီးတို့နဲ့ကျွတလဲကြက်တခုံမှာပထမအချီဒုတိယအချီလောက်မှာမတော်ကြီးထိပြီးရှင်ပြိုင်သူတို့လဲကြသွားရင်ပွဲကြီးပိတ်သက်တဲ့အနေနဲ့အဆင်မပြေဘူးဖြစ်မယ်။လဲကြသွားတဲ့သူကိုပြန်ထိုးနိုင်အောင်ကုသပေးရင်မကောင်းဘူးလား။ အွန်လိုင်းမှမဟုတ်တာစိန်ခေါ်ပွဲပဲကြီးတဲ့သူတွေလည်းကျင်းတတ်တာပေါ့ဆိုတော့ဆရာဥပ္ပိုလ်စိန်ကလဲကြသူကိုပြုစုကူတာဖို့9မိနစ်ဆိုရလောက်ပါတယ်လို့အဆိုပြုပါတယ်ဒါဆိုဆရာကြားက6မိနစ်လောက်ကွာပို့ပြီးအဆင်ပြေတာပေါ့ဒါပေမဲ့အနားတောင်းကိုတစ်ခါတည်းမလုပ်ပဲရှင်ပြိုင်သူနှစ်ယောက်မျှတမှုရှိအောင်6မိနစ်နှစ်ခါထည့်မယ်လို့တိုင်ပင်ဆုံးဖြတ်ပါတယ်အဲ့ဒီမှာလဲနောက်ပွဲစီစဉ်သူတွေကရှင်ပြိုင်မဲ့ကစားသမားတွေနဲ့တိုင်ပင်က15ကြီအပီအနိုင်ဆုံးထည့်မယ်မထည့်ဘူးတွေရှိလာပါသေးတယ်စီမင်းစည်းကမ်းတွေတော့ အဲ့ဒီအချိန်ကနေရာဒေသအပေါ်မူတည်ပြီးကွဲပြားခြားနားကြပါသေးတယ်။၃မိနစ်ထို၃မိနစ်နာ15ကြီအပီအရှုံးနိုင်ပါရင်တချို့နေရာတွေမှာ10ကြီကျော်ပြီးအနား6မိနစ်2ကြိမ်အပြင်၃မိနစ်တခါထပ်ထည့်တဲ့ပွဲတွေလည်းရှိကြပါသေးတယ်။စိန်ခေါ်ပွဲစနစ်ကိုပြောင်းလဲတဲ့အခါမှာဂျိုးကလက်ဝဲမှာစီမံထုံမှန်ကွန်မှန်အဆောင်လက်ဖွဲ့တွေကိုအားပြုနေခြင်းထက်စင်ခေါ်ပွဲထိုးမဲ့သူများကအသေးအချာလေးချင်းပြင်ဆင်ပြီးရှင်းပြရင်ပိုပြီးကောင်းမယ်လို့ဆုံးဖြတ်ပြီးတတ်မှတ်လိုက်တာလည်းဖြစ်ပါတယ် တက်မှတ်ထားတဲ့စီမင်းအတိုင်းစိန်ခေါ်ပွဲကိုလည်းတထုံမှာပဲစတင်ကျင်းပတာဖြစ်ပါတယ်။ပွဲစီစဉ်သူကတထုံကဥစိမ့်မြိုင်မိသားစုတွေပါစတင်စာချုပ်ကြတာကတော့တထုံမိုးကျုံးနဲ့တထုံမောင်ကိုကြီးတို့လက်ဝဲကျော်နှစ်ယောက်၃မိနစ်ထို၃မိနစ်နာ15ကြီးစိန်ခေါ်ပွဲပါအနိုင်ရှုံးမပါပါဘူး။အဲ့ဒီပွဲကဘာဖြစ်လဲဆိုတော့ရှင်ပြိုင်မဲနေ့မနက်မှမောင်ကိုကြီးကလက်မအနာပေါက်ပြီးမထိုးနိုင်ကြောင်းပွဲစီစဉ်သူကိုအတိပေးပါတယ်။ကဲဒါဆိုဘယ်လိုလုပ်ကြမလဲတိုင်ပင်ကြပြီးမောင်ကိုကြီးအစားတထုံပါနဲ့ကိုလူစားတို့ရှင်ပြိုင်စေမယ်လို့ဆုံးဖြတ်ကြကား ဆရာဥပိုလ်စိန်နဲ့ပွဲတော်ဝင်ရှိသူတွေကကိုဘနဲ့အိမ်ကိုသွားကြပါတယ်ကိုဘနဲ့နဲ့တွေ့တော့စိန်ခေါ်ပွဲ15ကြီးစနစ်ကိုရှင်းပြပါတယ်တထုံဘနဲ့ကအဲ့ဒီစနစ်ကိုနားမရှင်းပါဘူးနားမလဲတဲ့အတွက်ကြောင့်အောင်လန်ဆိုထိုးတယ်စိန်ခေါ်ပွဲဆိုနားမလဲတဲ့အကြောင်းပြန်ပြောပြပါတယ်ပွဲကလည်းနီးနေတော့တထုံဘနဲ့ထိုးခြင်းအောင်ဆရာဥပိုလ်စိန်ကအဲ့ဒါဆိုဒီလိုလုပ်ပါနဲ့3မိနစ်တခါထိုးပြီးအောက်ကခုံနိုင်ကဝစီတခါမှုတ်ရင်မင်းငွေ300ကျပ်ရမယ်ထိုးရမှာက15ကြီးစုရင်းငွေက9500ရှုံးတဲ့သူက1000ဆိုတော့ မင်းတချီပြီးငွေ300ရမယ်သဘောတူလားဆိုတော့ကဲဒါဆိုလဲဆရာလည်းရှိနေတာပဲထိုးမယ်လို့သဘောတူညီကြပါတယ်တထုံမှာ3မိနစ်ထို3မိနစ်နာ15ကြီစိန်ခေါ်ပွဲစနစ်ကိုစတင်ကျင်သုံးတဲ့ပွဲမှတ်တမ်းဝင်သွားတာပေါ့လက်ဝတ်ပွဲစဖို့ကြိုညာပြီးတဲ့အခါမှာကျိုးဝိုင်းဘော်ကိုတထုံမောင်ကိုကြီးကိုတက်ခိုင်းပြီးလက်မှာအနာကြီးပေါက်နေတဲ့အတွက်ဇနစ်တထုံမိုးကျုံနဲ့ရှင်ပြိုင်ဖို့မဖြစ်နိုင်တော့ပါဘူးဒါကြောင့်စနစ်တဲ့15ကြီစိန်ခေါ်ပွဲကိုတထုံမိုးကျုံနဲ့တထုံပါနှစ်တို့3မိနစ်ထို3မိနစ်နာ15ကြီရင်ဆိုင်သွားမယ်အကြောင်းပေးသက်ကိုကြေညာပါတယ် ုံထဲရောက်နေတဲ့ပြည်သက်ကြီးကလည်းအားလုံးကယောဂလက်ဝိဝါဒနာပါသူတွေဆိုတော့ကျင့်တဲ့အကြောင်းအတိမတ်ပြုတဲ့အတွက်ရှင်ပြန်ဖြစ်ပါတယ်။တထုံမိုးကျုံနဲ့တထုံပါနှစ်တို့ရဲ့15ကြီးစိန်ခေါ်ပွဲကြီးမှာသုံးကြီးမှာပဲတထုံမိုးကျုံကွဲရှုံးဖြစ်သွားလို့တထုံပါနှစ်အနိုင်လို့ခုံတိုင်းကကြေညာပါတယ်။အနိုင်စုချင်းငွေလဲပြောဆိုကတိပြုထားတဲ့အတိုင်းတချီကို300ကျပ်နဲ့သုံးကြီးအတွက်900ကျပ်အစားဦးစိန်မြိုင်တို့မိသားစုကငွေတထောင်ကျပ်ကြီးမြင့်တယ်လို့3မိနစ်ထို3မိနစ်နာ15ကြီးစိန်ခေါ်ပွဲနဲ့ပတ်သက်ပြီးကျွန်တော်ကိုပီကင်းမြဆရာကြီးဥပိုလ်စိန်နဲ့ ထုံပါနှစ်တို့ကပြည့်ပြည့်စုံစုံပြောပြတဲ့အတွက်အခုလိုရေးပြနိုင်တာပါ။နောက်မြန်မာနိုင်ငံရိုးရာအာကစားအဖွဲ့ချုပ်ဆိုတာပေါ်ပေါက်လာပြီးဥက္ကဋ္ဌအဖြစ်တည်တည်တုံ့မတင်ကြီးဒေါ်မိမိခင်ကတာဝန်ယူကအတွင်းမှုတွေအဖြစ်ဦးမြင့်မောင်နောက်ဗိုလ်မှူးမောင်ညွန့်လက်ထက်မှာတော့ရွှေကပတ်ပြိုင်ပွဲတွေမှာအနိုင်ရှုံးဆုံးဖက်ရမှာမို့အမှတ်ပေးစနစ်အကြောင်းမြမရိုးရာလက်ဝဲကျိုးဝိုင်းတိုင်တွေကိုတင်တန်းတွေပေးပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့အတွင်းမှုအဖြစ်ဗိုလ်မှူးကျော်စင်တို့လက်ထက်ဆရာဝန်းစင်ဦးဒေါက်တာအိုင်ဗန်တို့ကအမှတ်ပေးတိုင်တင်တန်းတွေကို ဂျိုးကလက်ဝဲနီးစနစ်တွေပေါ်မှာအခြေခံပြီးအလဲတို့စနစ်အမှတ်ပေးစနစ်တွေကိုဂျိုးကလက်ဝဲအတိုင်းဝိုင်းမှာတော့အဲ့လိုပြောင်းလဲလာတဲ့စနစ်တွေကိုစနစ်ဟောင်းစနစ်သေးဆိုပြီးခေါ်ဝေါ်သုံးဆွဲကျင့်သုံးကြပါတယ်။ခက်ဆက်ဆက်ဂျိုးကလက်ဝဲပေါ်မှာခက်စနစ်ရဲ့တောင်းဆိုမှုကြောင့်ပြောင်းလဲမှုကိုဦးဆောင်လာတဲ့သူတွေကပိုကောင်းအောင်ဆိုတဲ့စိတ်နဲ့ပြုပြင်လာကြပေမဲ့ပြစ်တင်ဝေဖန်မှုတွေကတော့ရှိနေဦးမှာပါ။စိတ်စေတနာကောင်းမှုပဲလိုအပ်ပါတယ်။ဒါဂျိုးကလက်ဝဲစင်ငယ်ပြောင်းလဲမှုတွေပါ။ ။နောက်အလင်းသိရင်လည်းမိမိနားလည်းမှတ်မိသလောက်ရေးပြသွားပါဦးမယ်။